ြန်ဝဲလာရောက်မဲ့သူတွေအတွက်အထူးအစီအစဉ်တွေများစွာပါဝင်ပြီးထုတ်ကုန်အမဲဆောင်လေးနဲ့ပြကန်းပေါင်းများစွာပါဝင်မဲ့ VNM မြန်မာအကုံစီပြပွဲ2025ပြပွဲကြီးကိုအောက်တိုဘာလ10ရက်နေ့ကနေ12ရက်နေ့အထိနေ့စဉ်မနက်9:00နာရီခွဲကနေညနေ9:00နာရီအထိရန်ကုန်မြို့အင်အားလေးဟိုတယ်ဝင်းအတွင်းရှိရန်ကုန်ကွန်ဗန်းရှင်းစင်တာ YCC ခန်းမကြီးမှာကျင်းပသွားမှာဖြစ်တယ်လို့မြန်မာနိုင်ငံကုံစီပြပွဲနဲ့ဆွေးနွေးပွဲများဆိုင်ရာလုပ်ငန်းအသင်းကနေသိရပါဗျာ။ ကိုဗစ်ကပ်ရောဂါကာလလွန်မြောက်ပြီးနောက်2024ခုနှစ်မှာပထမအကြိမ်ကျင်းပခဲ့ပြီးအခုပြပွဲဟာဒုတိယအကြိမ်မြောက်ပြုလုပ်တာဖြစ်ကောင်း VNN နဲ့မြန်မာနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနဲ့ကုံသွဲမှုကိုအစပြုလုပ်တဲ့ပွဲလည်းဖြစ်တယ်လို့ဆိုပါရယ်အခုကျင်းပမယ် VNN မြန်မာကုန်စည်ပြပွဲကြီးမှာမြန်မာနိုင်ငံဘက်ကပြကန်းပေါင်း90ကျော်နဲ့ VNN နိုင်ငံဘက်ကပြကန်းပေါင်း90နီးပါးပါဝင်ပြသမှာဖြစ်ပြီးလက်မှုအမှုပညာပစ္စည်းတွေစားတောက်ကုန်တွေစားလို့ရေးလုပ်ငန်းသုံးပစ္စည်းတွေ ပလတ်စတစ်နဲ့ပတ်သက်တဲ့ထုတ်ကုန်ပစ္စည်းတွေပရီဘောကအသုံးဆောင်နေတဲ့အိမ်လှဆင်ပစ္စည်းတွေအပါအဝင်နှစ်နိုင်ငံထုတ်ကုန်ပစ္စည်းအမဲများစွာပါဝင်ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။ VNM မြန်မာကုန်စည်ပြပွဲကြီးကိုကျင်းပပြုလုပ်ရတဲ့အဓိကရည်ရွယ်ချက်နဲ့ပါဝင်ပံ့ပိုးကူညီပေးကြမဲ့ကုမ္ပဏီတွေနဲ့ပတ်သက်လို့လည်း UMSCCI ရဲ့တွဲဘက်အထွေထွေအတင်းရင်းမှုဖြစ်တယ်လို့မြန်မာနိုင်ငံကုန်စည်ပြပွဲနဲ့ဆွေးနွေးပွဲများဆိုင်ရာလုပ်ငန်းအသင်းရဲ့တည်ထောင်သူလည်းဖြစ်တဲ့ဦးမျိုးတန်းကအခုလိုပြောပါရစေ။ နိုင်ငံတကာရဲ့ပုံရိပ်မှာအားလုံးသောမှာနိုင်ငံတကာမှာရှိနေတဲ့လူတွေကကုန်သေးတွေကဗမာပြည်ရဲ့ကုန်သွယ်မှုမူဝါဒပေါ်မှာယုံကြည်မှုအားနည်းနေတယ်ပေါ့နော်ဒီမီဒီယာတွေရဲ့နိုင်ငံတကာမီဒီယာတွေရဲ့အဗမာပြည်ကိုသွားရမလုံခြုံဘူးဗမာပြည်မှာစီးပွားရေးလုပ်လို့မရဘူးဆိုတဲ့ဟာကိုကျွန်တော်အဓိကခြေဖြတ်ချင်တာအဲ့တော့ကျွန်တော်တို့ကဒီအရေးခြေဖြတ်ဖို့အတွက်ကိုကျွန်တော်တို့ကဒါမြန်မာနဲ့ BNN ကြားမှာ အာဆီယံနိုင်ငံတစ်ခုဖြစ်တဲ့မြန်မာနဲ့ပြည်နယ်ကြားမှာကုန်သွယ်မှုတွေကလှုပ်လို့ရနေပါတယ်။နော်ဆောင်ရွက်လို့ရနေပါတယ်ဆိုတာဟိုတက်တီတာတကပြုတဲ့အနေနဲ့ဒီမြန်မာ BNN BNN မြန်မာကုန်စည်ပြပွဲကိုကျွန်တော်ကျင်းပပြုလုပ်တာဖြစ်ပါတယ်။ကျွန်တော်တို့ကကုန်သွယ်မှုရော နောက်ပြီးတော့ခုန public ကိုလည်းကျွန်တော် sales လုပ်ပေးရတယ်။အဲ့ဒါမှသာလင်းလူတွေစိတ်ဝင်စားလာကြည့်တာပေါ့။အဒီပွဲကိုလာကြည့်ရတဲ့လူတွေနေပြီးတိအချက်က မြန်မာပြည်မှာအခုဟာဗီယက်နမ် product ကိုတော်တော်များများပေါ့နော်ဟိုမမြင်ရဘူးပေါ့နော်သူတွင်းရတာဟိုခက်ခဲတွေရှိကြတယ်အဲ့လားသူဟိုစပြန်ပြူဘက်မှာလဲ logistic ဘက်ကခက်ခဲတွေရှိနေတော့ဒါလေးတို့ဗီယက်နမ် product တွေမြန်မာပြည်ရဲ့ဈေးကွက်မှာပေါ့နော်ဒီ product တွေမြန်မာပြည် product တွေမြန်မာပြည်မှာဒီဗီယက်နမ် product တွေ promote လုပ်ဖို့အတွက်ဆိုရွေးချင်တဲ့ကျွန်တော်ဒါခင်ရင်ပြသတာဖြစ်ပါတယ်။အော်ဒီဘွဲမှာလဲရှင်းပြောရင်ပေါ့နော်ဟို ဟို Viettel ကအောင်ပါလေး Viettel ပေါ့နော် Viettel company ကနေ main sponsor ပေါ့နော်နောက်တစ်ခါကျွန်တော်တို့ဒီ IPPC ပေါ့နော်ရွှေတော် group ကတူစီတဲ့ IPPC ကလည်းကျွန်တော်ဟို main ပေါ့ Diamond sponsor နှစ်ယောက်ပေါ့ကျန်တာတော့ကျွန်တော်တို့ဒီမြန်မာ Airways International ပါတယ်နောက်ပြီးတော့ကျွန်တော်တို့အဲမြန်မာ Tourism Bank ပါတယ်နောက် Burma Watch ပါတယ်နော်အဲ့လိုမျိုးကျွန်တော်ပူပေါင်းဆောင်ရွက်ပေးတဲ့အသင်းတွေရှိကြပါတယ်အဲ့တော့ Vietnam ဘက်ကလည်း co sponsor နှစ်ဦးသူတို့ပါဝင်ပြသထားပါတယ် ဒီနေ့မှာထူးခြားကူတစ်ခုကမနေ့ကတော့ကျွန်တော်တို့က trade only ပေါ့ဒီနေ့မှာတော့ကျွန်တော် trade and service ဆိုပြီးတော့ကျွန်တော် travel နဲ့ပတ်သက်တဲ့ sector လေးတစ်ခုပါထည့်ထားတယ်။အဲ့မှာပါဆို travel pavilion ပေါ့မြန်မာ VN travel VN မြန်မာ travel pavilion ဆိုတဲ့ဟာလေးလုပ်ထားအဲ့ဒီမှာဆိုရင်လည်းမြန်မာဘက်က tourism company တွေ VN ဘက်က tourism company တွေကဝယ်ရောက်ပြသမယ်ပြီးရင်မြန်မာနိုင်ငံနဲ့ VN ကြားမှာခီးသွားလာရေးလုပ်ငန်းတိုးမြှင့်ဖို့အတွက်ကိုယူရချက်နဲ့ကျွန်တော်တို့ အကျိမပြုလုပ်သွားဖို့ရှိပါတယ်။ဒီနေ့ကတော့ trade and service ပေါ့မြန်မာနဲ့ BNN ကြားမှာကုန်သွယ်မှုတွေမကဝန်ဆောင်မှုကဏ္ဍတွေပါတိုးမြင့်ဆောင်ရွက်ဖို့ပူးပေါင်းဆောင်ရွက်ဖို့ဆိုရရွေချက်နဲ့ကျွန်တော်ပြုလုပ်ချင်းပါတယ်ပွဲဖြစ်ပါတယ်။အခုနှစ်မှာမြန်မာနဲ့ BNN ကြားကုန်သွယ်မှုတွေမကဝန်ဆောင်မှုကဏ္ဍတွေပါတိုးမြင့်ပူးပေါင်းဆောင်ရွက်ဖို့ရရွေချက်တွေနဲ့အကျင်းပါတာဖြစ်တယ်လို့အခုနှစ်ဟာမြန်မာနဲ့ BNN ချစ်ကြည်ရင်းနှီးမှုနဲ့တန်တမန်ဆက်ဆံရေး190ပြည့်ရဲ့နှစ်လည်းဖြစ်တာကြောင့် မြန်မာ VNN ရင်းနှီးချစ်ကြည်မှုနဲ့ကုံသွယ်မှုကိုအဓိကမိမောင်းထိုးပြမယ်ကုံစီပြပွဲကြီးတစ်ခုဖြစ်တယ်လို့လည်းဆိုပါရယ် VNN မြန်မာကုံစီပြပွဲကြီးအတွက်ကုံတယ်ဆက်မှုအသင်းချုပ်ကအဓိကပူးပေါင်းပါဝင်ပံ့ပိုးကူညီပေးသွားမှာဖြစ်ပြီးမြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်မြန်မာနိုင်ငံပယ်ပြောင်းနှံလုပ်ငန်းရှင်များအသင်းမြန်မာနိုင်ငံစားတောက်ကုန်လုပ်ငန်းရှင်များအသင်းမြန်မာနိုင်ငံခီးတွားလုပ်ငန်းအဖွဲ့ချုပ် မြန်မာ BNN ချစ်ကြည်ရေးအသင်းအစရှိတဲ့စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းတွေကလည်းဝိုင်းဝန်းပံ့ပိုးကူညီပေးကြမှာဖြစ်တယ်လို့ဆိုပါရယ်။အော်တိုဘာလ10ရက်နေ့ကနေ12ရက်နေ့ထိပြုလုပ်သွားမယ်။ VNN မြန်မာကုန်စည်ပြပွဲ2025ပြပွဲကြီးကိုလာရောက်ကြမဲ့သူတွေအတွက်မြန်မာ VNN လေလက်မှတ်တွေကိုအထူးစေနှုန်းနဲ့ရောင်းချပေးရတယ်။ဟိုတယ်အခမဲ့တဲခိုခွင့်တွေအပါအဝင် အထူးကန်ဆယ်မဲ့အစီအစဉ်တွေမြန်မာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ရက်နဲ့ကုန်စည်ပြပွဲအသင်းတို့ရဲ့ MOU ရေးထိုးတာတွေ SME ထုတ်ကုန်တွေနဲ့ပတ်သက်လို့ဈေးကွက်ရှာဖွေနိုင်မဲ့အသိပညာပေးမှုတော်ရှိုးအစီအစဉ်တွေဗီယက်နမ်နိုင်ငံမှာလေပတ်လို့ကောင်းနိုင်တဲ့ခီးသွွားလုပ်ငန်းနဲ့ပတ်သက်တဲ့ဂိမ်းအစီအစဉ်တွေနဲ့စုချီးမြင့်နာတွေအပါအဝင်ပြပွဲကိုလာရောက်သူတွေအတွက်အကျိုးများစွာရှိစေမဲ့အစီအစဉ်တွေလည်းပါဝင်တယ်လို့သိရပါတယ်ရှင်။